င်ဒီပထမဆုံးမှာဟိုတချင်းတစ်ခါမှဒီလိုမျိုးထွက်တာဆိုတာမရှိဘူးပေါ့နော်ဆိုလို့အကြောက်ကညင်းတယ်။ဘိုးကတခြင်းဝင်ဆိုလိုက်တယ်ဆိုရက်ဇဝင်ကန်လေးပါတယ်။ဆိုအဲ့နေရာမှာကြာတော့ဘိုးတန်ကိုသုံးကိုသုံးမှရမှာဖြစ်နေတာ ရင်မတော့အောင်เนาะသူတော်ပြောလိုက်သေးတယ်ဒါပေမဲ့လဲကိုရဲလေးကလည်းတီချာ guide လုပ်ပေးရယ်ကိုလစ်တချမ်းကလည်းတီချာ guide လုပ်ပေးရယ်ဟိုဆိုရဲခါကြတော့တချင်းလေးကတော့ဟိုချစ်စရာလေးထွက်လာရယ်ပေါ့เนาะကိုနဲ့ကိုရဲလေးရောပြီးတော့မတ်သေးရောကပထမဆုံးဆုံးဖြစ်တာ ကိုရဲလေးတချင်းနေနားထောင်ပြီးတာအပုတ်တိုင်းအလို့ရခဲ့တဲ့သူဆိုတော့လေဆိုတော့အခုလိုမျိုးဇက်ကားတူတူရိုက်ခွင့်ရတာပျော့ပါတယ် ာဟိုအတော်လေးကွာတယ်သူရဲ့အချက်ကမရှိတလောက်ပဲသူကရွာမှာနေတယ်ရွာမှာကြီးပြင်းတယ်သူမိသားစုကိုစောင့်ရှောက်ရတယ်ဟိုအလုပ်ကိုဟိုအခြေခံဆက်ပြီးတော့သူအပင်စိုက်တာပေါင်းတင်တာဆက်ပြီးတော့ပြပြချင်းဒီဟိုတယ်ဝန်ထမ်းလေးတယောက်ဖြစ်လာဖို့တောင်သူခွန်သူအားနဲ့စူးစမ်းရတဲ့ကောင်မလေးပေါ့နော်ဒါပေမဲ့သူကအမြဲတမ်းရှက်ပြရှက်ပြနေအလွဲတွေလည်းလုံးတတ်တယ်ခဏခဏလည်းမှားတယ်မှားတိုင်းလည်းစုခံရတယ်စုခံရတိုင်းလည်းသူလုံးတာမဟုတ်သူလို နဲ့ပေါ့နော်ဆိုရဲကောင်မလေးပေါ့ပိုးနဲ့တော့တော်တော်လေးပွဲပြပါတယ်ဆူလိန်အိမ်ကသူကမဟုတ်ရင်မခံဘူးမဟုတ်ရင်မခံဘူးသူကိုသူအားကိုရဲသူခွန်သူအားနဲ့စူးစားရဲကောင်မလေးပေါ့နော်ဆိုတော့အဲ့ဒီလိုဇက်ကောင်လေးဖြစ်တာကြောင့်သူကဟိုပို့ပြီးတော့သူလိုချင်တဲ့ဘန်းနိုင်တစ်ခုကိုတဆင့်ချင်းစီရယူခဲ့တဲ့ကောင်မလေးဆိုတော့ ဖြစ်တယ်ပေါ့အဲ့တော့ကြောင့်ကိုကလည်းအဲ့ character လေးကိုအရင်သဘောကျရဲဆိုတော့ကြည်ရပြိသက်တင်လဲသူစီကနေပြီးတော့အလိုသင်ငန်းစာလေးခွန်အားတွေရမယ်ချင်ပါတယ်ဟုတ်ကဲ့ဆိုတာတွေ့ကြပြောလို့တချင်းဆိုတာတွေ့ကြတော့အဲဒါဒီဇဝင်ကလေးအဲဇဝင်ဒီပထမဟုတ်ဆုံးမှာဟိုတချင်းတစ်ခါမှဒီလိုမျိုးထွက်တာဆိုတာမရှိဘူးဘောเนาะအဲ ိုးအစတွေကမဆိုးဘူးလို့အကြောက်ကန်ညင်းတယ်ညင်းတယ်မဆိုးတော့ဘူးပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့ဒီဇက်ဝင်ကန်ထဲမှာပိုးကတခြင်းဝင်ဆိုလိုက်တယ်ဆိုရင်ဇက်ဝင်ကန်လေးပါတယ်ဆိုတော့အဲ့နေရာမှာကြာတော့ပိုးတန်ကိုသုံးကိုသုံးမှရမှာဖြစ်နေတာကိုနောက်ပြီးတော့အလုံးကလည်းစိုးကြည့်လိုက်ပါဟိုအစင်မပြေလဲတခုလောက်တာပေါ့ဆိုတော့ပြောလိုက်သေးရဲ့မကောင်းရင်မသုံးအောင်တော့လို့တော့ပြောလိုက်သေးရဲ့ဒါပေမဲ့လည်းကိုရဲလေးကလည်းတေချာ guide လုပ်ပေးရဲ့ကိုလစ်တချန်ကလည်းတေချာ guide လုပ်ပေးရဲ့ဟိုဆိုရဲခါကြာတော့တခြင်းလေး ရတော့ချစ်စရာလေးထွက်လာရပေါ့နော်ဒီတခြင်းလေးကတော်တော်လေးကောင်းတယ်ပို့လို့စရိုက်ကူပြီးတော့နောက်မှာဖွင့်ထားကြတဲ့ရတခါဖွင့်လိုက်တာနဲ့နားရဲမှာဆွဲပြီးတော့ဟိုချိုချိုလေးဝင်နေတဲ့တခြင်းလေးပေါ့ဆိုတော့ဒီတခြင်းလေးကိုပြိသက်လဲကြိုက်နှစ်သက်ကြမှာပါတခြင်းဆိုဘုတ်တတိရှိပါ့တခြင်းဆိုဘုတ်တတိတော့မရှိသေးပါဘူးစတူဒီယိုထဲမှာမို့လို့ပါအင်းစဉ်းစားမှာပေါ့ခဏခဏတော့မဆိုပြလောက်ပါဘူးဟိုတခြင်းဆိုရယ်ဆိုတာဟိုနောက်ထပ်ဟိုအစ်စ် ဘာသာရက်တစ်ခုလေလုံးဝမသိတဲ့ဘာသာရက်တစ်ခုဆိုတော့အာငကိုရေကလည်းတချင်းဆိုတာကိုအကျင့်မရှိတဲ့အခါကျတော့ခဏခဏတော့ဆိုပြမယ်မထင်ပါဘူးဟုတ်အဲချင်းညီများချင်းအဲဆိုရင်တော့တထောင်တညာဆွေးနွေးရတော့မယ်အဲ့ဒီကောင်ကြည့်ပါဦး။အဲဆိုဒီအချင်းညီမျှချင်းဆိုတော့ဒီထဲမှာဒီဇကားလေးနဲ့ဆက်ဆက်မယ်ဆိုရင်တော့အများကြီးပါရပေါ့။ဒီထဲမှာအာဝင်ထန်းလေးတွေရေဘဝတွေနောက်ပြီးတော့အန်တီဆင်မော်အန်တီဆင်နဲ့ကိုနေတို့ဆိုလဲတားအမိချာက ချစ်ကိုအတိတ်ပဲဖွင့်ဆိုတာ၄ဆိုကိုရဲလေးနဲ့ပူနဲ့ဆိုတဲ့တိုင်းငယ်တငယ်ချင်းနှစ်ယောက်ကကိုရဲလေးကတစ်ဖက်သက်ချစ်တဲ့အခြေရဲ့ညီသူ့ရဲ့အခြေကညီညာချင်းကဘာလဲပေါ့နော်စူလင်းရဲ့အခြေရဲ့ညီညာချင်းကဘာလဲဆိုတော့ဇက်ကောင်တယောက်ချင်းစီရဲ့အခြေကဘာလဲဘာနဲ့ညီမျှလိုက်တယ်လဲဆိုတော့ဇက်ကလေးကနေပြီးတော့ကြည့်ရှုအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ ဒီကားမှာတော့ဘိုးနဲ့ကိုရဲလေးရောပြောမတဲရောကပထမဆုံးဆုံဖြစ်တာကိုနေတိုးနဲ့ကတော့ရှေ့မှာနှောင်တကားရိုက်ပြီးတော့ပိုဒီဇလန်အတွက်မှာပြန်ဆောင်ခဲ့ကြတာပေါ့နော်ဆိုတော့ဟိုကိုရဲကလည်းအပိုးနဲ့အခုမှဆောင်ရမယ်ဆိုတော့တဲ့သူဝမ်းသာရဲ့ပိုးလည်းဟိုငငယ်တုန်းကကိုရဲလေးတချင်းနေနားထောင်ပြီးတာအပုတ်တိုင်းအလိုရခဲ့တဲ့သူဆိုတော့လေ ဆိုတော့အခုလိုမျိုးဇက်ကားတူတူရိုက်ခွင့်ရတာပျော့ပါတယ်။အဲပိုးတို့ဒီဇက်ကားရိုက်ကူတာအခု April ဆိုတော့ဒါလုံးဝတစ်နှစ်တိတိပြည့်တဲ့အချိန်ပေါ့။ဒီနေ့ဒီအချိန်ဆိုပိုးတို့ရိုက်ကူနေတဲ့အချိန်ပေါ့။ဆိုတော့ဒီအချိန်ကမန်လေးမှာအရန်ပူတယ်။ပူရက်ပြင်အပူလိုက်ရလဲဖြတ်နေတဲ့အချိန်ဆိုလေတနေ့တနေ့အပူချိန်က44 45အဲ့လိုမျိုးပတ်ဝန်းကျင်မှာပဲရှိနေတာဆိုတော့အပူတန်တော့တော်တော်အန်တုပြီးတော့ရိုက်ခဲကြရတာပေါ့နော်။အပိုးဆိုလို့ရှိရင်တော့ရိုက်ရအဲ့လိုစိုက်ခင်းနေလို့အတီးခိုးတာအတီးစိုက်တာအဲ့လိုခမ ောက်ကလေးနဲ့သွားတာအဲ့လိုမျိုးလေးတွေလည်းများတယ်ဆိုတော့ဟိုအူကြားထဲမှာရိုက်ခဲ့ကြရတယ်ဒါပေမဲ့ဟိုပူခဲ့ရဆိုပေမဲ့အဲ့ဒီပူတဲ့အချိန်မှာရိုက်တာကတော်တော်လေးကိုလှတာပေါ့ ဆိုတော့ waterborne ကလည်းသူကဒီဒုထဝရီမြေကမ်းမှာရှိ တော့မြေရဲ့အလှမြေနောက်မှာရှိတဲ့တောင်တန်းရဲ့အလှတွေအနောက်ပြီးတော့ကိုရတီတချို့ဇဝင်ကန်းတွေဆိုလို့ရှိရင်မန်လေးမြို့ကအခုတို့တော့ဖရာတို့နောက်ပြီးတော့ဆန္ဒမှုနီဖရာဥပိန်တတာစသဖြင့်အထင်ကြီးရနေရာလေးတွေပေါ့နော်။မှလည်းသွားရောက်ရိုက်ကူခဲ့ပြီးတော့ရိုက်တဲ့သူကလည်းကိုထက်ဆိုတဲ့အခါကျတော့ဒီကင်မရာအယုတ်တရားအရန်ကိုလှတာပေါ့။ဆိုတော့လှလှလေးကိုစိတ်အေးအေးချက်ချက်နဲ့ရှုကင်းရောဒီ ကြည်နူးစရာကောင်းတဲ့ဇာလန်းလေးတွေရောတခါရင်ကြည့်ရမှာပေါ့အဲပိုးရဲအချင်းညီမြချင်းဆိုရဲရုပ်တံဇာလန်းတွဲလေးကိုမေလ16ရက်နေ့ရစပြီးတော့ Canon Plus ဇာလန်းနဲ့ Canon Plus application တို့မှာပဲကြည့်ရှုနိုင်မှာဖြစ်ပါတယ်ပြည်သက်ဒီအားလုံးကလည်းဒီဇာလန်းတွဲလေးကို Canon Plus တရားဝင်ဇာလန်း channel များမှသာကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်